မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာရီကဆစ်ဆောင်တွေငှက်ဖျားပြန်ဖြစ်လာလို့စေဝါနဲ့ဆက်ဆက်ပစ္စည်းတွေအရေးပေါ်လိုအပ်နေတဲ့အကြောင်းထိုင်းကနေကော့တောင်းကိုပြန်ပို့ခံရပြီးစစ်မှုထမ်းစုဆောင်ခံရသူ၅ဦးထွက်ပြေးရာကနေတဦးလွတ်မြောက်လာတဲ့အခြေအနေငလျင်လောက်ခတ်မှု103ကျင်းအထိရှိလာတဲ့သတင်း ယူနစ်ဆက်ကပတ်ဖလားမှာအဖွင့်ကိုသွင်းခဲ့တဲ့ရန်နိုင်ဦးရဲ့ဂျာစီကျန်28သိန်းနဲ့လီလံအောင်ပြီးငလျင်ဘေးကိုလူတန်းလိုက်တဲ့အကြောင်းထိုင်းကကမ္ဘာပေါ်မှာဖောက်ပြန်မှုအများဆုံးနိုင်ငံဖြစ်နေတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ တနင်္လာရီမြို့နယ်ကစစ်ပေးဆောင်တချို့ငှက်ဖျားယောဂပြန်ဖြစ်လာတဲ့အတွက်စေဝါနဲ့စစ်ဆေးရကိရိယာတွေ test kit တွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ပေးဆောင်ကူညီအဖွဲ့တွေစီကသိရပါဗျ။ဒါအပြင်လာမယ့်မိုးရသီမှာစစ်ပေးဆောင်တွေအမိုးအကလိုအပ်ချက်တွေရှိနေပါဗျ။တည်င်းအပြည့်အစုံကိုတော့ Dover Wash Wine Dota တအူးကပြောပြပေးသွားမှာပါရှင်။ တနေတိုင်းမြို့နယ်ကစပေးလျှောက်တချို့ငပြားယောဂါပြတ်ဖြစ်လာတဲ့အတွက်စေဝါနဲ့စစ်စေးရေးကလေးယာတက်စကက်တွေအရေးပေါ်လိုအပ်လာနေတယ်လို့စပေးလျှောက်ကူညီရေးအဖွဲ့တွေစီကတီးရပါတယ်။မိုးရသည်မရောက်သေးပေမဲ့လည်းမလကုံကစားလို့တနေတိုင်းတိုင်းထဲနေရာခက်ဆစ်စိတ်မိုးရနေတဲ့အတွက်စပေးလျှောက်တချို့ဝမ်းယောဂါနဲ့အတူငပြားယောဂါပြတ်ဖြစ်လာနေတဲ့အကြောင်းနှူးဦးမြတ်တာစပေးလျှောက်ကူညီရေးအဖွဲ့စီကတီးရပါတယ်။ အထူးသဖြင့်ရက်ရှိစပေးရှောင်းနေရတဲ့ညဝင်ကွင်းနဲ့တိတ်ခေါ်ရွာတွေကစပေးရှောင်းတွေမှာငဖျားရွာကပြည့်ပြည့်လာနေတယ်လို့ဆိုပါတယ်။စပေးရှောင်းကူညီရေးအဖွဲ့တွေစီမှာလည်းငဖျားရွာကစစ်စေးရေးကလေးရာတွေနဲ့စေဝါတွေလှုပ်လှုပ်လောက်လောက်မစူးစီးထားနိုင်သေးတဲ့အတွက်အခက်အခဲဖြစ်နေတယ်လို့ຫນွေဦးမြတ်တာစပေးရှောင်းကူညီရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာတနင်္သာရီမြို့နယ်ထဲရိတ်ခါနေစေဝါတက်ယူခွက်ကိုလည်းစက်ကောက်စီကပိုတင်းကျပ်ထားပါဗျ။ ။လာမယ့်အမိုးရသည့်အတွက်စပေးရှောင်းတွေအမိုးကလိုအပ်နေပြီးအမိုးကလုံလောက်မရှိတဲ့အတွက်အဝတ်အစားနဲ့ရိတ်ခါလိုပစ္စည်းတွေကိုအမိုးကအောက်ထားပြီးလူကအမိုးကပြင်မာနေရသူတွေကိုလည်းတွေ့ရတယ်လို့စပေးရှောင်းဖွဲ့စည်းကတီးရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတနင်္သာရီတိုင်းမှာစပိရှောက်ဥယျာဉ်9000နီးပါးရှိတယ်လို့တနင်္သာရီတိုင်းအတွင်းဖြစ်ပျက်တွေကိုလဆင်အစီရင်ခံတည်ပြနေတဲ့ FB5 တနင်္သာရီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ထိုင်းနိုင်ငံကနေကော့တောင်းမြို့ကိုပြန်ပို့ချင်းအရမစစ်သားစုဆောင်ခံရသူ၅ဦးထွက်ပြေးရာကတဦးလွတ်ပြီး၄ဦးအပြန်ဖမ်းခံရတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကသိရပါဗျ။စစ်မှုထမ်းတင်နန်းကိုပို့ဖို့အတွက်ကော့တောင်းမြို့နယ်အခြေဆိုင်အမှတ်437စစ်ကောင်စီချင်းမြန်တပ်ရင်းမှာစုဆောင်ခံရတဲ့အမျိုးသား၅ဦးမက်စလနောက်ဆုံးအပတ်ကထွက်ပြေးခဲ့တာပါ။အဲ့ဒီထဲကအသက်20အရွယ်ကော့တောင်းဒေသခံကိုမင်းမင်းထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ စစ်မှုထမ်းတင်နှံပို့ဖို့ဆူဆောင်းခံထားရတဲ့ချိန်ထွက်ပြေးလာတာဖြစ်လို့လက်နက်ခဲယံတွေမယူလာနိုင်ဘူးလို့ကော့တောင်းပတ်ကဖတ်တာဝန်ရှိသူကပြောပါတယ်။ကိုမင်းမင်းနဲ့အတူထွက်ပြေးလာပြီးပြန်အဖမ်းခံလိုက်ရတဲ့အမျိုးသားလေးဦးရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီဟာနေမီတွေလက်လွတ်ဆုံးရှုံးရလို့အင်အားပြုံးတီးလာပြီးတဲ့နောက်2024ခုနှစ်မတ်လကစပြီးအဲ့ဒီမှာစစ်သားစုဆောင်ဖို့အတွက်မဲနှိုက်ရွေးချယ်တာထိုင်းနိုင်ငံကနေ ပြန်ပို့ခံရတဲ့သူတွေကိုဖမ်းဆီးစုဆောင်တာတွေစက်တိုက်လှုပ်ဆောင်နေပါဗျ။ စစ်ကောင်စီရဲ့စစ်မှုထမ်းသိမ်းနှံဖွင့်နေတာကအခုနှစ်မတ်လမှာအပတ်စဉ်စစ်တစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းမြို့အနီးဗဟိုပြုတ်ပြီးအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲငလျင်တွေဆက်လက်လှုပ်ခတ်နေပါတယ်။ပြင်းထန်လို့နဲ့စကိုင်းငလျင်အပြီးဒီနေ့အထိနောက်ဆက်တွဲငလျင်အကျဉ်းကြီးတရားထိရှိနေပြီလို့စစ်ကောင်စီလက်အောက်ခံမိုးစလာကထုတ်ပြန်ထားပါဗျ။တည်င်းအပြည့်အစုံကိုတော်ဝဲဝရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ စကိုင်းညူနေဘူကလောက်ကဲအင်အားလုံးပြန်ထန်တဲ့ငယ်လေးနောက်ပိုင်းနောက်ဆက်တော်ငယ်လေးတွေဆက်လက်လှုပ်ခတ်နေတာဒီကနေ့မှာကြည်ရီတရားနဲ့၃အထိရှိလာပြီလို့စစ်ကောင်စီလက်အောက်ခံမိုလီဝတာနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်မလန်စဲရှေကဗီတာစကီကုနေတာမကုနေအစင်ရှိငယ်လေးလှုပ်ခတ်ခဲ့ပြီးမန္တလေးစကိုင်းနေပြည်တော်ပဲခူးမကွေး ရှမ်းအစီအမျိုးတွေမှာထိခိုက်သေးသေးပျက်စီးမှုအလွန်များပြားခဲ့ပြီးလက်ရှိအခြေထိပြိုကျအဆောက်အဦတွေထဲပင်မိနေသူများစွာရှိနေစေဖြစ်ပါတယ်မလနဲ့ဆက်ရှိငလီနောက်ပိုင်းနောက်ဆက်တွဲငလီတွေနိုင်စဉ်ရက်ဆက်လှုပ်ခန်းနေစေဖြစ်ပြီးစနေရမြောက်ဖြစ်တဲ့ဒီနေ့ဧပြီလရှိအထိလှုပ်ခန်းနေစေဖြစ်ပါတယ်ဒီနေ့မော်ရတနိုင်းလောက်မှာကျောက်ဆဲမျိုးရဲ့ အရှိတောင်ပဲဆယ်မိုင်လောက်အကွာကိုဖော်ပြပြီးဖရက်တာစကီ3.2အစီရှိတဲ့နေလီယံထပ်မံလှုပ်ခတ်ခဲ့တဲ့အကြောင်းမိုးစလထူပြန်ချက်မှာဖော်ပြပါတယ်။အဲ့ဒီနေလီယံမှာအကြီးတရားနဲ့တူကြီးမြောင်လေးဖြစ်ပါတယ်။ရန်ကြီးကြောင့်တေဆိုသူ2600ရှိပြီးဒဏ်ရာရသူ5000ကျော်နဲ့ကြောက်ဆိုသူ160ရှိတယ်လို့စစ်တောင်စီကဧပြီလ9ရက်မှာထုတ်ပြန်ထားတာပါ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့2015ခုနှစ်ကကျင်းပခဲ့တဲ့ UNICEF ကမ္ဘာ့ဖလားပြိုင်ပွဲမှာပြိုင်ပွဲရဲ့ပထမဆုံးအဖွင့်ကိုကိုသွင်းယူနိုင်ခဲ့တဲ့မြန်မာလက်ရွေးစင်တောင်ပန်တိုက်စစ်ကစားသမားရန်နိုင်ဦးရဲ့ဂျာစီအင်ဂျီကိုငွေကျပ်28သိန်းနဲ့လီလံတင်ရောင်းချနိုင်ခဲ့ပြီးရရှိလာတဲ့ငွေအလုံးကိုငလျင်ဘေးကိုပေးလှူလိုက်ပြီးဖြစ်ပါတယ်။ အဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာဝတ်ဆင်ခဲ့တဲ့ဂျာစီအင်ဂျီကိုငလျင်ဘေးတင့်ပြည်သူတွေအတွက် ထောက်ပတ်ကူညီဖို့လေလံတင်လိုက်တာကနေငွေကျပ်28သိန်းနဲ့ထုတ်ဝေရန်ဆိုအကောင့်ပိုင်ရှင်ကလေလံအောင်သွားခဲ့တာပါထတ်တိုးအလှငွေ15သိန်းကိုလည်းထပ်မံရရှိခဲ့တယ်လို့ရန်နိုင်ဦးကပြောဆိုထားပါတယ်လေလံအတွက်ကျပ်25သိန်းအထိပေးအပ်ခဲ့တဲ့ဥဇော်ထက်အောင်အောက်ပိုင်ရှင်ကတော့လေလံမအောင်မြင်ခဲ့ပေမဲ့အလှငွေအဖြစ်ကျပ်70သိန်းပါဝင်လှူဒန်းခဲ့ပါတယ်။ လေလံဈေးကျပ်22သိန်း5000အထိပေးခဲ့တဲ့ငင်းချန်းကိုအောက်ပိုင်းရှင်ကလည်းလေလံမအောင်ခဲ့ပေမဲ့ကျပ်5သိန်းထက်ဝင်လှူဒန်းသွားခဲ့တယ်လို့ဆိုပါတယ်။ရန်နိုင်ဦးဟာဂျာစီအင်ဂျီလေလံရောင်းရတဲ့ငွေနဲ့လှူဒန်းဝင်နှစ်ခုပေါင်းကျပ်43သိန်းကိုမန္တလေးငလျင်ဘေးသိမ့်ဒေသတွေအတွက်ပေးလှူဒန်းလိုက်ပြီလို့ဆိုပါတယ်။နောက်ဆုံးသပုတ်အနေနဲ့ကတော့ ထိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာအင်ထောင်ရေးဖောက်ပြန်မှုအများဆုံးတစ္ဆောင်မရှိဆုံးနိုင်ငံစီးရင်မှာထိတ်ဆုံးကရပ်တည်နေတယ်လို့ Insider Monkey အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကမ္ဘာနိုင်ငံတွေထဲမှာထိုင်းနိုင်ငံဟာအင်ထောက်ဘက်အချင်းချင်းလဲလဲမှုနှုန်း57ရာခိုင်နှုန်းနဲ့အမြင့်ဆုံးစည်ရင်းဝင်နိုင်ငံဖြစ်နေတယ်လို့ဖော်ပြပါဗျ။အထူးသဖြင့်အင်ထောင်ရေးမှာအငဲအနှောင်းတွေပြန်တူထားလေးရှိကြပြီးလိမ်မှုကိစ္စတွေမှာအပြော့အပါမှတ်တဲ့သူတွေဖြစ်တယ်လို့အစီရင်ခံစာကဆိုပါဗျ။ Insider Monkey အစီရင်ခံစာဟာလူပေါင်း2400နီးပါးရဲ့အချက်အလက်ပေါင်း1.9တန်းကျော်ကိုအခြေခံတွက်ချက်ပြီးထုတ်ပြန်တဲ့အစီရင်ခံစာဖြစ်ပါတယ်။အစီအင်ခန်းဆောင်မှာလွန်ခဲ့တဲ့1960ခုနှစ်ကတည်းကလူတွေဘလိုလိမ်လည်လှည့်ဖျားခဲ့တယ်ဆိုတာကိုစူးစမ်းဖော်ထုတ်ထားတာပါအစီအင်ခန်းဆောင်အရထိုင်းနိုင်ငံဟာအင်တာဘက်အချစ်ချင်းလိမ်လည်မှု52ရာခိုင်နှုန်းနဲ့အမြင့်ဆုံးဖြစ်ပြီးဒိမတ်က46ရာခိုင်နှုန်းနဲ့ဒုတိယအများဆုံးဖြစ်ပါတယ် အဲ့ဒီနိုင်ငံတွေရဲ့နောက်မှာတော့ဂျာမနီနဲ့အီတလီနိုင်ငံက55ရာခိုင်နှုန်းရှိပြီးပြင်သစ်နိုင်ငံက53ရာခိုင်နှုန်းနဲ့ပြင်စမနေရာမှာရှိနေတာပါအမျိုးသားအများစုဟာအချစ်မခံရရင်လေလွင့်တက်ကြသလိုအမျိုးသမီးအများစုကလည်းဆွဲဆောင်မှုမရှိတော့ဘူးလို့ခံစားမိရင်အိမ်ထောင်ရေးဖောက်ပြန်လာတတ်တယ်လို့အစိုးရခံစားမှဖော်ပြထားပါတယ်ရှင်။အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dove Wash Wine တို့သားတွေကဆုမကောင်းတောင်းအပ်ပါတယ်ရှင်။